အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေလီတနေ့ဖြစ်ပါစုဒီညာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲဒါကျွန်တော်ဒီနေ့မှာဒါကျွန်တော်တို့ Arsenal အကြောင်းလေးကိုကျွန်တော်ရဲ့ opinion piece လေးပြောပြသွားမှာပေါ့။အမှန်တိုင်းပြောတာကျွန်တော်နေ့လေကတည်းကဒီ video တင်လို့ပဲဒါကျွန်တော်ကိုယ်လည်းမနက်ကဒါကျွန်တော်တို့ဘလူးမအေးရမထားနိုင်မရလေးစိတ်ကိုတန်းပြီးအခုနောက်တနေ့ရာကိုရောက်တော်တော်လေးကိုဒါကျွန်တော်တို့ထိသေးသွားတယ်ဒါရက်သက်တစ်ပတ်ဒီမထင်မဲ့ကျွန်တော်ဒီနေ့ရဲ့အစားပဲမှာကျွန်တော်ဒါ အဲခီးသိမ့်မသွားဘူးဘောနော်ဒါကျွန်တော်ဒါပေမဲ့ဒီနှစ်ကုန်ကန်ဒီမှာကျွန်တော်တောက်ချောက်သွားနေအခုချိန်ဒီမနာတန်းလို့ပဲပြောလို့ရမယ်ဒီမှာပေါ့အဲ့တော့ဒါလက်ရှိမှာဗီဒီယို6ဘုတ်ကနေ5ဘုတ်ကိုဒါကျွန်တော်အခုဒီရအခုရပိုင်းအတွင်းမှာနှစ်လေးလက်ဟာနေကြောဒီနေရာမှာခွတ်လို့ပြပါဒါလာမယ့်ရပိုင်းအတွင်းမှာဒါကျွန်တော်အမြဲတမ်းလို့လို့ဒါကျွန်တော်ခါတိုင်းလို့ပုံစံမျိုးပြန်တင်ပေးလို့ရတာမှာဖြစ်ပါတော့လက်ရှိမှာဒါကျွန်တော် opinion piece ပေါ့နော်ဒါကျွန်တော်မြို့ကန်ပြိုင်ဘက်တစ်ယောက်အနေနဲ့ Arsenal အသင်းရဲ့ဒါကျွန်တော်လက်ရှိခြေစွမ်းပုံမှာဘယ်လိုမြင်လဲ ဒါကျွန်တော်အနေနဲ့ဘယ်လိုခံစားရလဲပေါ့နော်ပထမအနေနဲ့ကျွန်တော်ဒါကျွန်တော်လူတော်များကျွန်တော်မနာလူဘူးလားမေးမယ်ဆိုရင်တော့ yes အဖေကရှင်းရှင်းလေးပဲမနာလို့မနာဘူးလို့ဆိုတော့ဘုနာပြောသူရဲ့ failure ကိုကျွန်တော်အနေနဲ့စောင့်နေမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်အနေနဲ့သူရဲ့အောင်မြင်ခြင်းကိုကျွန်တော်အနေနဲ့အော်ငါတို့တင်ကြတော့ကောဒီလိုဘာလို့မဖြစ်ရတာလဲဆိုတဲ့ feeling တခုကိုကျွန်တော်အမြဲတမ်းခံစားရတယ်ဒါကျွန်တော်ဘုနာပြောကျွန်တော်တက်ကတာသူများရဲ့အောင်မြင်ခြင်းကိုကျွန်တော်ဘယ်တော့မှကြာရှုံးဖို့တော့ကျွန်တော်ဘယ်တော့မှမဆုတောင်းဒါကျွန်တော်ရဲ့ဒါထူးဆန်းတဲ့အချက်တွေတဲကတော့ကျွန်တော်အနေနဲ့ခုနပြောလို့ကျွန်တော်ဒီသူများအသင်းကိုပြောချင်တာရှင်းရှင်းလေးကိုအသင်းနဲ့ဒါကျွန်တော်တခြားအသင်းနဲ့ flash ရှင်လို့ပြီးဆိုတော့ကိုအသင်းကိုနိုင်ကျင်100%ပဲကျွန်တော်အသင်းကြိုက်လို့သွားသားသူတို့ရဲ့ကိစ္စသူတို့သူတို့ရဲ့အကြောင်းဒါပေမဲ့ အမှန်တကယ်လက်ရှိမှာအာစနိုသေးသွားနေတဲ့ပုံစံ squad depth အဖြစ်ဘယ်ဘက်ကကြည့်ကြည့်ဒါကျွန်တော်မြုပ်ကပြန်မဲ့ဆိုတဲ့အချက်ကိုခဏမိထားလိုက်တကယ်ကိုမနာလူချင်းစရာအရန်အရန်ကောင်းတဲ့အသင်းသင်းဖြစ်နေတယ်ဒါကြောင့်လက်ရှိမှာကွင်းပြေကျုပ်ကွင်းတွင်းကြီးမဲ့မဟုတ်ကွင်းပြေဘက်မှာလဲဒါကြောင့်အာစနိုအသင်းကဒါကြောင့်လန်ဒန်အသင်းတွေမှာဆက်လက်ပြီးဥဆောင်နေစေဖြစ်ပြီးတကယ်ကိုချီးကျူးခြင်းစရာကောင်းတဲ့အသင်းသင်းနေတဲ့အာစနိုအသင်းကိုဆက်ပြီးတော့မြင်နေတွေ့နေရတာကိုတွေ့ရမှာတော့အဲ့တော့ လက်ရှိမှာအာဆုံသင်းနေနေတာကြောပထမဆုံးပြောလက်ရှိမှာတော့ချန်ပီယံလိမောပရီးမီးယားလိမောတကယ်ကိုလက်ဖြားခါလာအောင်တော်တော်လေးကိုဒါခြေစွမ်းရအကောင်းမွန်နေတဲ့အသင်းဖြစ်တယ်။ဒါကျွန်တော်အက်တလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာအာဆုံသင်းကိုခံစစ်ပိုင်းနှစ်သင်းတွေ့ပြီးအာဆုံသင်းနေတာကျွန်တော်အက်တလက်တီကိုမက်ဒရစ်ပေါ်အာဆုံသင်းနေတာလွယ်ကူမှာမဟုတ်ဘူးဆိုတဲ့ပြဿနာတွေကိုဒါကျွန်တော်တို့လက်ရှိမှာပြောတခြားသောဒါကျွန်တော်ပြဿနာတွေကိုလည်းကျွန်တော်တို့နှုတ်ဆက်ပြခဲ့တယ်။တကယ်ကို6-0ဆိုတဲ့ရလဒ်တစ်ခုနဲ့သူတို့နဲ့လိုခဲ့တယ်။အဲ့တော့ ်ဘာဆိုသင်းတဲ့ခုလက်ရှိဒီနောက်ပိုင်းအသင်းတွေထဲမှာဒါ consistency အမြင့်ဆုံးအသင်းတွေအသင်းဖြစ်တယ်ဒါမှမဟုတ်အဆိုသင်းကနည်းနည်းတော့ကန်ဆူရတယ်မှာပါတယ်ကန်ဆူရတယ်မှာဘာလို့သူကောင်းပြီဆိုသူတက်ပူကောင်းတဲ့သင်းကတသင်းအများတိုင်းရှိနေတယ်မှာပါတယ်ဒီနှစ်မှာတော့လက်ရှိ premier league မှာဒါမျိုးကိုတော့တိတ်မတွေ့ခဲ့ဘူးဒါပေမဲ့ state စိတ်လူစားသမားတွေကိုတော့တစ်ချက်တော့ဆောင်ကြဥပမာဒါကျွန်တော် city လူမျိုးအသင်း city အသင်းနဲ့ခုလက်ရှိမှာဒါသူနဲ့သူပုံမှန်လေးပြန်ဖြစ်လာခဲ့လက်ရှိမှာ city အသင်းကဒါကျွန်တော်ရှုံးပွဲမပြောင်းနဲ့ဒါကျွန်တော်တရေဘွဲတပွဲပဲရှိခဲ့ပြီးတော့နောက်ဆုံးပြိုင်ပွဲဆုံး9မှာ city အသင်းကတရေဘွဲတပွဲရမှတ်တယ်အကုန်လုံးသူစုဆောင်းထားနိုင်ခဲ့တယ်အဲ့တော့ စီဒီသင်ရီဒမ်မိပြီဆိုရင်ဘယ်လောက်ကြောက်ဖို့ကောင်းလဲအာစတန်ကလည်းဘယ်ဥပဒေတွေကိုတည်ရတယ်မဟုတ်ဘူးအဲ့တော့လက်ရှိမှာအာစုံသင်ဘက်ကနေပြီးရှင်းတယ် လုံးဝပေါ်လို့မရဒါပေမဲ့အာဆယ်နယ်ဘက်ကဘာထူးချက်လို့ဖွင့်လို့လဲထူးချက်လက်ရှိမှာအာဆယ်နယ်တင်းနဲ့ဘာမှသိပ်ပြီးလို့ဖွင့်မလို့အာဆယ်နယ်တင်းနဲ့ခုလက်ရှိတွားနေတဲ့ပုံစံမျိုးလေးပဲဒါကျွန်တော်ဒါအရေးကြီးတဲ့ပွဲစဉ်မှာနိုင်မှုလူတွေခုနကပြောအဓိကပြန်မရှုံးမှုလူတွေဒါကျွန်တော်တည်ရတမတ်ဆိုတဲ့တမတ်ပုံစံမျိုးရဖို့အတွက်ဒါကျွန်တော်အာဆယ်နယ်တင်းနဲ့အဓိကကြိုးစားအောင်ဖြစ်ဒါပေမဲ့အာဆယ်နယ်တင်းကအရင်တော့ကလုံးမဟုတ်တော့အာဆယ်နယ်တင်းကသူများအသင်းမှာလက်ရှိမှာအ exam ပြောင်း CD တင်းလူမှုနဲ့တွေ့ရချိန်မှာ CD အသင်းကတော့မှအာဆယ်နယ်တင်းနဲ့တွေ့ပြီဆိုရင်တော့ခံစစ်ကိုအဓိကအားထားပြီးတော့စော့ရတဲ့အသင်းတစ်သင်း CD တင်းဖြစ်သွားခဲ့တဲ့ပုံစံမျိုးကိုတွေ့ရမယ်တဲ့ မှာပါတယ်ပြောချင်တာပြ Arsenal သင်းရဲ့လက်ရှိ evolution ကအရင်တုန်းကဒါ underdog ကနေအခုလက်ရှိမှာသူတို့ကဒါကျွန်တော်အမြင့်ပိုင်းအနေထားဖြစ်သွားတော့ဒီနှစ်မှာကျွန်တော်မနေ့ကပြောခဲ့သူတဲ့ Athletic UK ဘက်ကချပြတဲ့နံပါတ်တွေ Arsenal သင်းက Premier League မှာရော Champion League မှာရောဒါကျွန်တော်စုဖလားတွေရဖို့အတွက်နံပါတ်1ပြီးနေတဲ့သင်းဖြစ်ဒီနေရာမှာကျွန်တော်နေတလုံးနဲ့ပြောရရှိရကျွန်တော်မနာလို့ဘူးမနာလို့ဆိုတဲ့နေရာမှာခုနကဒီသင်းကဖလားမရစေချင်တဲ့စိတ်ဆိုရတဲ့ဆိုင်ကျွန်တော်နေနဲ့ငါတို့အသင်းနဲ့ပြန်ရှင်ချင်ကျွန်တော်တော်တော်လေးအားနေတယ်တော့မနေ့ကပွဲစဉ်ဥမာဒါကျွန်တော်ပြောကျွန်တော်ဒါမနေ့ကဒါကျွန်တော်အမှန်တိုင်းပြောမှာဆိုကျွန်တော်မနက်9:00 flight ရှိတယ်ကျွန်တော်နောက်ဆုံးဒါဘောလုံးပွဲကို 9နိုင်ခွဲတိကျွန်တော်ကြည့်ခဲ့တယ် ကြည့်ပြီးကျွန်တော်ဒါနိုင်ခွန်းနဲ့45မိလောက်အိပ်ပြီးကျွန်တော်ဒါအဲ့တော့ပြဿနာကြီးဗျာအခုလက်ရှိမှာဘာလို့မနာလို့ဥမာလက်ရှိမှာခမည်းပေးလိုက်ရခမည်းလုံးဝဒါကျွန်တော်ပင်မန်းနေတဲ့အချိန်တကူခမေးလိုက်ရတဲ့မှာဘောလုံးပွဲဆိုဗျာအကုန်လုံးကဒါပျော်ကျင်လို့ကြည့်ရလူတွေပဲကိုယ့်ရဲ့ဒါ adrenaline ပေးဖို့အတွက်ကြည့်ရလူမနေ့ကပို့ဆိုကိုယ့်အသင်းကြည့်လိုက်ဒါကျွန်တော် liverpool တို့ဒါဒါကျွန်တော်တို့ chelsea တို့ဂိုးပြတ်သွင်းလဲကျွန်တော်ကိုယ့်အသင်းကကန်ကောင်းလို့မရှုံးနဲ့ဆိုတဲ့ feeling ရတယ်အားဆိုသစ်ဆိုအခုလက်ရှိမှာဗျာဒါကျွန်တော်တို့အရင်တော့က city ပွဲစဉ်လိုပဲဒါ okay ခုနကပေါ့ငါတို့ဒီပွဲမကြည့်ပဲအိတ်လိုက်မယ်ကွာမနေ့ပြန်မနေ့ကြန်ထားကြည့်မယ်ငါတို့အသင်းနိုင်ကိုနိုင်နေရမယ်ဆိုတဲ့ scoreline feeling ကိုတဖြည်းဖြည်းအားဆုံးသိရ လိုက်ဒီလိုမျိုး feeling ကိုအရင်ကတော့ကျွန်တော်ချင်းတကာ club ရဲ့ level ပေးခဲ့တာရှိတယ်ဒါပေမဲ့ပုံမှန်လေးပေးခဲ့တာစီးသင်းစီးသင်းရဲ့ပွဲစဉ်တွေဆိုပြီးအသင်းလက်အသင်းငယ်တွေနဲ့ပြန်ကြည့်မယ်ဆိုတော့စီးသင်းရဲ့ပြည်သက်တွေဆိုတာအိတ်လိုက်မနက်ကျရင်အဲ့ score ကိုပြန်ကြည့်တယ်ငါတို့ဘက်မှာပဲရှိရမယ်ဆိုတော့ goal score line တစ်ခုတွေ့ရမယ်တဖြည်းဖြည်းနဲ့လက်ရှိမှာ arsenal အသင်းကဒီဘက်ကိုရောက်လာတယ်ခင်ဗျအဲ့ဒီ feeling ကိုကျွန်တော်အင်မတန်မှမနာလိုရတယ်မဟုတ်ဘူးခုနကကျွန်တော်တောင်းမှလက်ရှိမှာ spa ပြည်သက်အဲ့ဒီ feeling ရမယ်ဆိုတော့ငါအိတ်လိုက်မယ်မနက်ကျမူနာကိုကအေးစေးကွာအနိုင်မောင်းမှာပါဆိုတဲ့ feeling အဲ့တော့ အဲ့လိုဒီကိုမက်ဒရစ်လိုမဟုတ်ခုလက်ရှိမှာအာဆိုသိနေဒါချမှာကျော်လက်ရှိမှာချန်ပီယံလိမှာတော့ကျွန်တော်လွယ်ကူမဲ့အပိုးမန်တယောက်နဲ့တွေ့မယ်အထင်သိလို့ရတာမဟုတ်ဘူးမအာဆိုပိတ်တဲ့ဩငါဒီတဲ့ AC ပဲအိတ်လိုက်မှာနဲ့ကြိုင်ဂိုးစကောပြန်ကြည့်လိုက်မယ်နှစ်ကိုသုံးကိုအကန်ခုနကပေါ့နည်းနည်းကန်ဆိုရင်1-0ဆိုရင်ရလနဲ့နိုင်မယ်အဲ့ဒီ feeling ကမှဘာနဲ့မှလဲလို့မြင်ဘောလုံးပရိသတ်တွေခုန of course ခုနကပေါ့ဂျောင်းပိုဟိုဂျောင်းနဲ့တက်ပြီးခံရတဲ့ video တချို့ပရိသတ်တွေကြိုက်တယ်ဒါပေမဲ့ ကိုယ်အတင်းပြိတဲ့နေခင်ဗျာအားနေစိတ်ဒေါသရအောင်ဥမာလက်ချက်မှာမနေရဆိုကျွန်တော်ပူလောင်နေဗျာကျွန်တော်နေခုနကဒီတင်ကျွန်တော်မူနာကိုနိုင်မှုလည်းကျွန်တော်မထင်ပါဘူးဒါပေမဲ့ပြန်ရှင်ကြည့်ဗျာပရီးမီးယားလိ6တင်းရှိတယ်သူများတင်းနေတာကျွန်တော် confident ရအဆောင်အပိုင်းအာဆောတင်းကို၄ဂိုးတွင်းလာတာကျွန်တော်ဂိုးမပေးထားတဲ့အချိန်မှာကိုရီတင်းရဲ့ပြိတဲ့နေနဲ့ဒါတစ်ချိန်ကပွေမှုလာပေါ့ဗျာကျွန်တော်နေနဲ့ပူပြီးတာခုနကမနာလို့ဆက်ကိုရီလေဒီလိုမျိုးအမြင်ရောက်ခဲ့ဘူးတဲ့ moment တွေရှိတယ်။ဒါကျွန်တော် Harry Kane အခုလက်ရှိမှာ Bundesliga ကိုဒါအင်္ဂလန်နိုင်ငံမှာဒါလမ်းပြန်ထွက်ပြီးလက်ရှိမှာဒါကျွန်တော် goal တွေကိုတတောက်တောက်သွင်းနေကောင်းနေ။ဒါ Son Heung-min ရဲ့အကောင်းဆုံးချင်း၊ Ellie ရဲ့အကောင်းဆုံး၊ Erisin ရဲ့အကောင်းဆုံးချင်း။

ကျွန်တော်လက်ရှိအကုန်လုံးအဆင်ပြေနေတဲ့အချိန်မှာကျွန်တော်တို့ဘာမှလုပ်ပြန်နိုင်အဲဒီနေရာမှာအာစတန်နဲ့ဒါကျွန်တော်တို့လက်ရှိတော်တန်ဟော့စပါကွဲချသွားတဲ့ချက်ကအာစတန်ကသူတို့ရဲ့ success ကို maintain ကောက်လုပ်ချလိုက်တယ်သူတို့ရဲ့အောင်မြင်ခြင်းကိုအာစတန်ကလုံးဝထင်းထင်းချပစ်တယ်ဒီနေရာမှာပိုင်ရှင်ကအင်မတန်မှအသင်းပေါ်ကိုဘလောက်ယဉ်နီမြုံနေမှာအဲ့ဒီမှာလူအားအဲ့မှာအရေးကြီးတော့အဲ့တော့တော်တန်ဟော့စပါတဲ့ကျွန်တော်ရဲ့အတင်းတော့ခုနကဘာကမောက်တင်တော့ dash ရှင်တာမဟုတ်မဲစပါတဲ့နဲ့ရှင်ကြည့်မယ်စပါတဲ့အဲ့လိုမျိုးဒါကျွန်တော်အချိန်တန်အောင်မြင်နေတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲမမေရလူတော်လုံးဝမဟုတ်ပဲအသင်းကိုယဉ်နီမြုံအဲ့တော့ဒီနေရာမှာပိုင်ရှင်ကွာသွားတဲ့ချက်က င်မတန်မှစကားအများကြီးပြောသွားတဲ့အချက်တခုဖြစ်လာခဲ့တယ်။အဲ့ဒါကဘာကိုဆိုလိုချင်တာလဲ။ဒါလည်းရှိမှာအာဆိုသင်းနေတာအသင်းကအောင်မြင်တယ်။အသင်းကအောင်မြင်တယ်ဆို revenue တခု stream လုပ်တယ်။အဲ့ stream ကဒီတိုင်းရက်တန်သောင်းဝယ်တာပြည်သက်ပုံများလေလူကြည့်လေပို့ပြီးဝင်ွေအဲ့တော့ပြောချင်တာရှင်း ခွန်ဂီရိုစုနဲ့ဒီနေရာမှာအရေးကြီးဆုံးချက်ကဒါအသင်းကိုဝင်ဝင်များများဝင်လေလေအသင်းကဒါကျွန်တော်တို့ပတ်စံများများရလေလေစုတဲ့ဒါကျွန်တော် strategy ကိုတို့နားလေသွားတယ်အဲ့ညမှာအသင်းကိုတို့အနေနဲ့အခုလက်ရှိမှာကောင်းလေအာဆိုတဲ့အခုလက်ရှိမှာတကယ်တမ်းစကားပြောဖို့လို့နဲ့ဖလာတလုံးပဲဒီနှစ်မှာအဲ့ဒီစကားပြောရမယ့်အကြောင်းအရာတစ်ခုလေအာဆိုတဲ့ဒီခြေတိုင်းသွားရစရာအကြောင်းရစရာမရစရာအကြောင်းမရှိဘူးမရှိတာခုနကပြောဆိုကျွန်တော်ညဒီနေရာမှာမနာလိုတဲ့ switch ကိုငူအဲ့တိုင်းပဲခုနကပြောဆိုကို့အသင်းပြကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဟာငါအသင်းကြည့်နေဘယ်သူများအသင်းကြောင့်ကြည့်လိုက်ပြီဆိုဟာသူများအသင်းရဲ့ပြည့်တဲ့ confidence ဘယ်လောက်ရှိလဲကို့အသင်းရောက်ကြည့်ငါလည်းခွိဘကုနာ ဗီကာရီယိုလက်ပုတ်တော်မဖမ်းနေရအဲ့တော့လူတယောက်အနေနဲ့ခံစားချက်အရာအဲ့ဒီပိတ်သက်တည်းရခံစားချက်တော့မနာလို့မနိုင်ပြောတာကျွန်တော်အနေနဲ့ဒီလိုမျိုးအော်ငါအသိန်းသာလူဖြစ်ခဲ့ဘလောက်ကောင်းလဲဆိုလေခံစားချက်အင်မတန်မှဆိုးရွားတယ်ငါအသိန်းကြောင့်အဲ့လိုမျိုးဘာလို့မဖြစ်ရလဲမမေကျွန်တော်ကျွန်တော်အဲ့လိုမျိုးဖီနေခါကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်တို့ဘယ်နှစ်နဲ့၈နှစ်လောက်က၉နှစ်လောက်ကကျွန်တော်ဘာဆိုနာ MSN အုပ်စုကိုကြီးတယ်ချင်းမှာငါအသိန်းဘာလို့ဘာလို့မဖြစ်ရတာလဲဆိုတဲ့ feel အရင်ဝမ်းနေတယ် ဒါပေမဲ့ခုနကပေါ်လက်ရှိမှာအာဆိုတို့ကခုနကပေါ်ကျွန်တော်အနေနဲ့သူတို့ဖလားရတယ်မရဘူးဆိုကျွန်တော်တို့အကောင်းထဲမှာမရှိဘူး။ဒါပေမဲ့ခုနကပေါ်ဆိုပေအကောင်းဆုံးနေဖြစ်ပါကျွန်တော်ဒီညကဆူတောင်းပြီးတယ်။အကောင်းဆုံးကြိုးစားတဲ့လူတွေအတွက်အကောင်းဆုံးတွေပဲအကုန်လုံးကထိုက်တယ်လူတွေကြီးပဲ။ခုနကပေါ်မြို့ကတည်းကမကောက်ခုနကပေါ်အိမ်ကြီးချင်းပဲဖြစ်ကျွန်တော်တို့ကသိပြီး view site တာမရှိဘူး။ခုနကပေါ်ကျွန်တော်အနေနဲ့ကျွန်တော်ဒါပရိသတ်တယောက်အနေနဲ့လက်ရှိမှာအာဆိုပရိသတ်တွေခံစားနေရတဲ့ခံစားချက်ကျွန်တော်တော်တော်လေးကိုမနာလိုဘူး။ဒါပေမဲ့ အဲ့ဒီခံစားချက်ရောက်ကျွန်တော်တို့တင်လဲကြိုးစားရမယ်လို့မြင်တယ်။ဒါပေမဲ့ခုနကပေါ်အာစနိုတင်းကလက်ရှိမှာတကယ်ကိုချီးကျူးကြကောင်းတယ်။ကွင်းတွင်ပဲကြည့်မလား၊ကွင်းပြင်ပဲကြည့်မလား၊ပရိသတ်နဲ့ကစားသမားပဲကြည့်မလား၊ပိုင်ရှင်ပဲကြည့်မလား၊ဒီပြကူလည်းကြည့်မလား။ဘယ်ဘက်ကကြည့်ကြည့်လက်ရှိမှာအာစနိုတင်းကအကောင်းဆုံးခြေနေရှိတယ်။ဒီအကောင်းဆုံးခြေနေမှာအာစနိုတင်းနေနဲ့ခုနကပေါ်လို့ပဲသူတို့နဲ့ဒစိတ်ရိုက်ကတ်နိုင်မဲ့ဆူဖလားတာကတ်နိုင်မဲ့ဆိုရင်တော့ chef case ဖြစ်သွားမှာလို့ကျွန်တော်နေနေမြင်တယ်။အာဆန်အသင်းကအခုလက်ရှိမှာစူပလာတွေကလက်တကမ်းပဲလုပ်ပြီးဒီနှစ်မှာဒီပုံစံလေးအတိုင်းပဲလုပ်စရာရှိရတယ်လို့သွားဘဒူးမှချေချော်ရလဲစောင့်ကြမလို့ဘူး။ဘဒူးမှအမှတ်ရထားလဲစောင့်ကြဘဒူးမှနိုင်ဖို့တည်းလဲစောင့်ကြမလို့ကိုယ့်လုပ်ကိုယ်သာမှန်မှန်လုပ်သွားမှာဆိုအာဆန်အသင်းနေဘယ်ကောင်းမှတောက်ပြူတိတ်ဆိုင်စရာမလိုဘူးမြင်။ဒါပေမဲ့ခုနကဘောလို့ပဲတိတ်ဆိတ်လူသားသမားတွေကိုတော့တစ်ချက်တော့ကြည့်ဘူးလို့ရတယ်။ငါအနေနဲ့ခုနကဘောငါတော့နောက်ကနေလွတ်နေတာအဲ့ဒါကျွန်တော်လိမ့်နေယုံလို့ပဲ။ဟောဒီလူကနေမှာပဲ AC ပဲဆိုရယ်စိတ်တော်ထားလို့မြောင်။လက်ရှိမှာလုံနေတဲ့အတိုင်းတွားနေတဲ့အချိန်တိုင်းပြေးနေတဲ့အချိန်တိုင်းပုံမှန်လေးပြေးဖို့လို့ရတယ်။အရင်ကြီးမြန်မြန်ပြေးဖို့လည်းမလိုဘူး။အရင် ိမ့်နည်းနည်းပြေးဦးလားမို့အခုလက်ရှိပြေးနေတဲ့ပုံစံအတိုင်း ပန်းကိုဝင်သွားလိမ့်မယ်အဆင့်တက်နေအခုလေးရှိမှာအဆင့်တက်နေဒီပုံစံပူရှင်းနေနောက်ကလူအချိန်တက်နေကိုကအခုချိန်မှာ distance တစ်ခုလောက်ထားနိုင်ခဲ့မယ်ဆိုဒီ distance ကိုကာပါလုပ်နိုင်မယ်ဆို AC ဖြစ်သွားမလို့မြင်နေလက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ဒီ for you တို့မှာကျင်းလူစရာကောင်းကျင်းလူစရာပေါအောင်ကိုညွှန်ပြရပါတယ်မြန်မာလက်ကလစ်ဖို့မပေးကြပါနဲ့ဗျမြန်မာကလစ်မှာအမြင်နိုင်ဖြစ်ပါတယ်ငါလူမကျူးတို့မှာလည်းကောင်းမွန်တော်ဒီနေ့ဖြစ်ပါဆိုစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့မြန်မာလက်ကလစ်ပေးကြမပေးကြပါနဲ့ဟုတ်မြန်မာကလစ်မှာအမြင်နိုင်ဖြစ်ပါတယ်အားလုံးမကျူးတို့မှာလည်းကျွန်တော်တို့နောက်မှ AC စစ တွေ့ကြတာပေါ့ဒီဘောပဲအလုံးမကျွတ်တူပါတယ်